တောင်တကုံမြို့နယ်64ရပ်ကွက်ပြည်အောင်စုလမ်းဘေးရှိလဝကဦးစီးမှုရုံမှာဒီနေ့နေ့လယ်တနအိမ်မိနစ်50ဝင်းကျင်မှာ အသေးစားပောက်ကွဲမှု၄ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ပောက်ကရီနီယာရီဟာလဝကယုံပထမချက်ဟော့ကန်အနောက်တန့်စင်ကန်အိမ်သာအတွင်း2မိနစ်ကြာ3ချိန်တန့်စင်ကန်ပြင်ပရှိအမိုက်ပုံးအနေရအောင်မှတစ်ချိန်ပောက်ကွဲမှုတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့အစိုးရကအသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့ရမှာရေချိုကန်အတွင်းရေစင်အောက်ကမပောက်ကွဲသေးတဲ့ M115 အစိုးရပလင်းအားတွေ့ရှိခဲ့ရတဲ့အတွက်စစ်မြေပြင်အင်ဂျင်နီယာတက်မှဖောက်ကွဲဖြက်ဆီးခဲ့ရတယ်လို့မြန်မာနိုင်ငံရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ပောက်ကွဲမှုဖြစ်ပေါ်တဲ့အခြေအနေနဲ့ပတ်သက်ပြီးလဝကယုံအနီးမှာ ာနေထိုင်သူတွေကအခုလိုပဲပြောပါတယ်။သူကဒီလုံငန်းအော်ပါဘောဒါလုံငန်းလို့ပြောတယ်။ဟုတ်ပြင်းတယ်။အဲစာပေဆိုင်ဖွင့်ထားတယ်။အဲဦးဒီမှာလုပ်တဲ့တတန်းရဆို၉နှစ်လောက်ရှိ။ဟုတ်မမဟိုဖေးလို့ရှိအောင်ဒီနေ့ကြမှာပေါ့။ဦးပြည့်တဲ့ပုံစံတော့ကပီတယ်လို့အာပေါက်တဲ့ပုံစံမျိုးလေးပါလေအဲ့ပုံစံတော့ဖြစ်တယ်။သိပြီးတော့ဝါတော့မရှိပါဘူး။ကြီးကြီးမားမားကြီးတော့မရှိပါဘူး။ စက်တိုင်းမဟုတ်ဘူးပဲလေတစ်ခါပေါက်လိုက်တယ်။အော်2မိနစ်3မိနစ်ကြာတော့တစ်ခါပေါက်တယ်။တိတ်ကျဲကြီးလည်းမဟုတ်ပါဘူး။လူလူနေနဲ့ကြာရင်တော့ဒီတန်နေထားဖို့တော့သိပ်ပြီးတော့ပြောင်းတန်တော့အဲအဲ့ဘောရဟိုးကြီးကြီးပေါက်တဲ့အတန်တော့ပါပဲ။တိတ်ဒီဟိုးလုံးကြီးပေါက်တဲ့ပါအတန်ပဲ။အာဘယ်ဘက်ချမ်းလေးစကြာလဲ။ဘောတက်ရပဲဘောတော်တက်ကဟုတ်ပါဘူး။အင်းအလုံးမောင်းဆိုရင်တော့ပထမ3အသေးလေး3ချိန်နောက်တစ်ချိန်ကြတော့သူတို့အဲ့မှာနေပဲ ဖောက်လိုက်တဲ့အချိန်ပေါ့အားလုံး၄ချိန်ပေါ့ဟုတ်ကြီးမားတဲ့အတိုင်းတော့ဖောက်ခွဲတာမျိုးဘုံဖောက်တဲ့အခါမျိုးအဲကျွန်တော်မရောက်ခင်ကြားတယ်ပြီးတော့ကျွန်တော်ရောက်ပြီမှာဟုတ်ကဲ့ကျွန်တော်တို့ကမြင်တွေ့တယ်ဆိုကျွန်တော်ရောက်တဲ့အချိန်မှာတောင်းရင်ရှိတဲ့လူဒီတာတို့ရတဲ့ဖွဲ့ပြီးရောက်တယ်လူတွေရတဲ့ဖွဲ့ပြီးရောက်ဟုတ်တယ်ကျွန်တော်တို့ကြတော့လေအပေါ်ဆက်ပြီးတော့ဒီကိစ္စဒီလောက်မြင်လို့ကိစ္စမျိုးပေါ့ပေါ်တဲ့ခါကျတော့ကျွန်တော်တို့ကတောင်းရင်ရှိတဲ့လူမဟုတ်တဲ့အတွက်တက်ကြည့်လို့မရဘူးဒီနီလာပေါင်းခြင်းမှာရှိတဲ့ဥစ္စာအဓိကတော့ကျွန်တော်တို့လာလာလဲ အကယ်၍အဲ့တော့ထိသွားမယ်လူနာတွေရှိမယ်လို့ကျွန်တော်ကဟိုကယ်တဲ့လို့ဖို့စေုံစင်ကန်းနေဒီလိုကစေုံဖို့ဘူးလို့အဲ့လိုမျိုးအခြေအနေတွေနောက်တစ်ခုကဒီဘက်မှာရှင်းလင်းပေးတဲ့ဥစ္စာမျိုးဟုတ်ကဲ့ဒီလိုတွေနဲ့ရှင်းလင်းပေးတဲ့ဥစ္စာမျိုးတွေကျွန်တော်လုပ်ပြီးလို့ရအောင်ကျွန်တော်တို့ကမှဘုံဘောက်ကွဲလဲဆိုမိခိုးတွေထွက်လာမယ်အဲဒါမျိုးတွေဖြစ်မဲ့မိရင်းလောင်မယ်ဆိုတာမျိုးတွေဖြစ်မှာဆိုလို့ဘောကဖြစ်လာမယ်ဆိုလဲပေါင်းဝဲကျင်လဲကျွန်တော်ကတင်းတင်းနေရကူညီပေးလို့ရအခုကအဲ့အခြေအနေကြီးတော့မရှိဘူးကျွန်တော်တို့တင်းတော့တော့ဒီအမှန်အမှန်တောင်းနေတာတွေ့တယ်ဆိုတာစတင်ငန်းသားမှာရှိတယ်အမှန်တောင်းနေမှာတွေ့တယ် ပောက်ကွဲမှုဖြစ်တဲ့နေရာကိုမြမတက်မရောအင်ဂျင်နီယာတပ်ဖွဲ့မှမိုင်းရှာဖွေရေးအဖွဲ့ရီမြမနိုင်ငံရဲတပ်ဖွဲ့မိုင်းရှာဖွေရေးအဖွဲ့ရီလာရောက်ရှာဖွေရှင်းလင်းမှုတွေပြုလုပ်ခဲ့လို့သိရပါတယ်။ဒါအပြင်ရန်ကုန်တိုင်းဒေသကြီးနေဆက်ရီယာနဲ့လုံခြုံရေးဝန်ကြီးဘုံမူကြီးတင်အောင်ထွန်းမြမနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူတွေစက်ချင်းဒီအဖွဲ့ရီလည်းလာရောက်ခဲ့ပြီးတက်မရောသားအချို့နဲ့ရဲတပ်ဖွဲ့ဝင်အချို့ကအခင်းဖြစ်ပွားရာနေရာဝန်ကြီးကိုလုံခြုံရေးတွေရယူပေးခဲ့ပါတယ်။ ပေါက်ကွယ်မှုကြောင့်လူသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုတော့မရှိဘူးလို့အစိုးရရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။အခုပေါက်ကွယ်မှုဖြစ်စဉ်အပါအဝင်ရခုတပတ်အတွင်းမှာတင်ရန်ကုန်မြို့မှာပေါက်ကွယ်မှု၃ချိန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပထမတစ်ချိန်ဟာနိုဝင်ဘာလ18ရက်ညပိုင်းကမယန်းကုန်းမြို့နယ်ပြည်လန်းနယ်တော်ဝင်လမ်းနောက်ရှိ Ocean Center မြင်းကြီးတပ်ကအများသောအမျိုးသားအိမ်သာအတွင်း၂ချိန်ပေါက်ကွဲခဲ့တာဖြစ်ပြီးဒုတိယအချိန်ကတော့နိုဝင်ဘာလ20ရက်ကကျောပေါ်မြို့နယ်ရှိ Capital Hypermarket မှာပေါက်ကွဲမှု၃ချိန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အခုလဝကယုံကဖြစ်ပွားခဲ့တဲ့ပောက်ကွဲမှုဖြစ်စဉ်မှာအစိုးရထုတ်ပြန်တဲ့ဓာတ်ပုံတွေရ N115 အချို့ရေပလင်းအပိုင်းစာတွေကိုတွေ့ရှိရပြီ ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်တွေအရာစစ်ဆေးခဲ့ရမှာမယန်းကုန်းမြို့နယ်ရှိ Ocean Center နဲ့ဒေါ်ဘုံမြို့နယ်ရှိ Capital Hypermarket မှာဖြစ်ပွားခဲ့တဲ့အသံမြေပောက်ကွဲမှုဖြစ်စဉ်တွေမှာအသုံးပြုခဲ့တဲ့ပစ္စည်းတွေနဲ့တူညီနေတယ်လို့သတင်းထုတ်ပြန်ပါတယ်။ပထမတစ်ကြိမ်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ N150 ပလင်းတွေကိုအသုံးပြုပြီးဖောက်ခွဲခဲ့တာဖြစ်တယ်လို့အစိုးရကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။